လူလူတဲ့ခါမှာဘာအရေးကြီးတယ်လဲတဲ့ဝိဝတ္တနေတိတာဖြစ်အောင်လှူရတယ်ဝိဝတ္တနေတိတာဆိုတာဝတ်မထွက်မြောက်ကြောင်းဖြစ်အောင်လှူရတယ်ဆိုတော့ဒီအလှူရောင်းဒီပြီးတော့နတ်ပြည်ရောက်ရပါလို့ဤတတိဖြစ်ရပါလို့ဤငါဖြစ်လျာဘုရားမှာချမ်းသာရပါလို့ဤစသည်ဖြင့်အဲ့ဒီလိုထူတောင်းပြီးတော့လှူရင်ဒါဟာဝိဝတ္တနေတိတာကုသိုလ်မဖြစ်ဘူးဝတ်မထွက်မြောက်ကြောင်းနိဗ္ဗာန်ရောက်အောင်မပို့တော့ဘူးကောင်းမှုကကိုဝတ်ထဲမှာပြန်လင်အောင်လုပ်ပြီးတော့မှာကိုစုတောင်းတာကဒါပဲစုတောင်းတာဟော တတိပြဘာလို့ဆိုတော့မှတတိဖြစ်မှာပေါ့နတ်ပြရောက်ဘာလို့လို့ဆိုတော့မှနတ်ပြဖြစ်မှာဘုထဲပဲပြန်ပြီးတော့ကျိုးပြတယ်ပေါ့ဘုမှထွတ်မြောက်ရပြနေပါမှာကျုံတယ်ဒါကြောင့်မို့အလှူတန်းပြတဲ့အခါတခြားကောမှုကိုသူပြတယ်ခါဘုမှထွတ်မြောက်ကြောင်းဖြစ်တဲ့နိဗ္ဗာန်ကိုရင်မှန့်ပြီးတော့ဆူတောင်းပြီးတော့ပြကြရအောင်ကျန်တာတွေကတော့သူလာလေပဌာနာအနေနဲ့ကတော့နိဗ္ဗာန်ကိုပဲဆူတောင်းရအောင် တခြားတွေကတော့အပ္ပရဏအနေနဲ့တော့ဆူတောင်းနေဆူတောင်းပေါ့လေဆိုတော့နိဗ္ဗာန်မရခင်ဒီပြုတ်လို့ဖြစ်လျက်ပေါ့မှချမ်းသာဖြစ်ပါလိမ့်ပါဒါလို့ဆူတောင်းတိုးတော့ဗရဏဆူတောင်းချက်ကဘာဖြစ်ရမလဲတန္တရာဝတ်မှထွံ့မြောက်ကြောင်ဖြစ်ရမဟုတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဖြစ်ရအဲ့ဒီလိုလှူမှဒီကုသိုလ်ကဒီတန္တရာဝတ်မှထွံ့မြောက်အောင်တကုတ်ကိုလှုပ်ပေးမှာဒီလိုမဟုတ်ဖဲနဲ့လောကီစည်းစိမ်ကိုပဲရည်ရွယ်ပြီးတော့လှူမယ်ဆိုရင်လောကီစည်းစိမ်တွေတော့ရမှာပဲတိုးတော့တန္တရာမှထွံ့မြောက်ကြောင်ထင်အောင်သူကပုံတိုက်ရိုက်ပုံမပေးနိုင်တော့ဘူးဒါကြောင့်မို့ဝိဝတ္တနိဗ္ဗာန်ဖြစ်အောင် လို့ရမယ်ပြီးတော့ဒါနကြောင့်တခြားပါရမီတွေပြည့်လွယ်တယ်ဒါနပြည့်တဲ့ပုဂ္ဂိုလ်ကဘဝထဲမှာချမ်းသာဘူးလားချမ်းသာနေရဥမတ်တော်မှာသီလဆောင်တယ်ဆိုပမာစကုံရှိဆင်းရဲရင်ဆင်းရဲတယ်လို့မတော်တော်လေးမလုပ်တတ်ဘူးလားဆင်းရဲလို့စားစရာမရှိလို့သူများဟာခိုးတယ်တိုက်တယ်လိန်နေညာတယ်လို့ကြာဒါနပြုလို့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ကသူများလိန်နာတော့ခိုးတာတော့လုပ်မလား ဒါကြောင့်မို့သီလဆောင်ဖို့ကလည်းဒါနရှိတဲ့ပုဂ္ဂိုလ်ကသီလဆောင်ဖို့ကလည်းလွယ်ကူတယ်အမျိုးမျိုးပေါ့လေဘာပဲဖြစ်ဖြစ်နောက်ဆုံးတရားထိုင်နေငွေရှိတဲ့လူကတော်တော်ဒီနေ့အလုံးမလုံးခွင့်နဲ့သူတရားထိုင်လို့ရတယ်တနေ့မှစားစရာမရှိတဲ့ကောင်ကတနေ့တရားမထိုင်နိုင်ဘူးဘာလို့ဆိုသူအလုံးလုံးရအဲ့လိုဒါနရှိခဲ့တဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ်ဒီဘဝမှာကောင်းတဲ့တခြားပါရမီတွေစီးပူးဖို့ရတယ်ပဲပူးပြီးတော့အခွင့်အလမ်းသာတယ် တချို့ကပြောလို့ရှိတယ်ဒါနလွတ်ရင်မင်းတို့တန်တရားရှိလိမ့်မယ်မလုံနဲ့လို့ဟောတဲ့ပုဂ္ဂိုလ်ရှိတယ်။မြတ်စွာဘုရားလောက်ဒါနရှိတဲ့ပုဂ္ဂိုလ်လောကမှာဘယ်လိုရှိလဲ။ခုနပြောတဲ့ဒါနပါရမီဆိုတာအထုထေရအောင်ပြုခဲ့တာ။အဲ့ဒီမြတ်စွာဘုရားတကယ်တန်တရားရှိလား။တန်တရားရှိရင်မြတ်စွာဘုရားဂုတိအောင်ရှိအောင်ပါပေါ့ဟုတ်တယ်မလား။မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ပြုသွားတယ်။အဲ့တော့မြတ်စွာဘုရားလိုဒါနမှာအထုထေရောက်တဲ့ပုဂ္ဂိုလ်တော်မှာတန်တရားမရှိရင်တခြားလူရောတန်တရားရှိနေမှာအောင်မလား။မရှိဘူး။အဲ့တော့ဘာလဲ။ဒါနကရှိသေးတာမဟုတ်ဘူး။ဒါန ပြုတဲ့အခါမှာစန္ဒာလေးကရှည်စီတာဟုတ်တယ်မဟုတ်လားတပည့်တော်ဖြစ်လျာဘုရားမှာဘာဖြစ်ရမှာလို့ညာဖြစ်ပါလို့ဆူတောင်းနေအဲ့ဒါကရှည်စီတာဒါနကရှည်စီတာမဟုတ်ဇောတိကတတိအလောင်းနဲ့သူ့သူ့လိုညီကိုနှောက်ဒါနပြုလို့ဆူတောင်းတာဇောတိကကသူကဖြစ်လျာဘုရားဒီချမ်းသာအောင်ဆူတောင်းပြီးတော့နောက်ဆုံးမှသန္ဒရာကကျွတ်လို့ပါတယ်ဒါသူညီကတော့ဒီဘုရားလည်းကျွတ်ရှင်နေဆိုတော့သူကအဲ့ဒီဘုရားလည်းကျွတ်သွားတယ်သူကတော့ဘုရားမြတ်စွာကျင့်နေပြီးတော့ဒီခေါရမမြတ်စွာဘုရားလက်ထက်ချက်မှကျွတ်တယ်တတိဖြစ်နေတော့ကျွတ်တော့ပေါ့ အဲ့ဒီလိုဒါနကရှိသေးတာမဟုတ်ဒါနာနာကတ်နေတဲ့အဲ့ဒီသံဃာလေးကပေါ့အဲ့ဒါကရှိသေးတယ်ဒါကြောင့်မို့ဒါနာပြုတဲ့ခါမှာဝိဝတ္တနေပိတဖြောင်းတာပြုဒါနာကတန်တရာမရှိသေးဘူးအဲ့တော့ဒါနာ for ဒါနာ sake ဟုတ်မလားဒီသူတစ်ပါးကိုပေးရတယ်ဆိုတာအလွန်ပျော်စရာကောင်းတဲ့လုပ်ငန်းပဲမရှိသေးတဲ့လူဆိုတော့ကိုကပေးလိုက်ရတယ်ဟုတ်တယ်မလားသူမှာဝန်တာသွားတယ်လိုးနေတာပေးရတယ်အဲ့လိုဒါနဆိုတာဟာပြုကျင်စရာကောင်းတဲ့ကျင့်စဉ်တစ်ခုပဲ ဒါကိုအထူးကြိုးစားပြီးတော့ပြုကြ။ဒါနကိုဥစဉ်တော့ဟောနေတော့ကိုဟာတို့ကိုလှူရမယ်လို့ဥစဉ်တော့ဒီလိုဆိုလိုတာမဟုတ်။ပေးပါကမ်းပါလှူပါတမ်းပါ။သာသနာတော်ကိုလှူပါ၊တန်ခါတော်ကိုလှူပါ။ကိုလောက်ဟောမပြုသေးတဲ့ပုဂ္ဂိုလ်ကိုပဲပေးပါကမ်းပါ။ဒါလေးကုန်လုံးဒါနကြီး။ဘုန်းကြီးတွေတော့မှဒါနမလုပ်ဘဲမနေရဘူးလို့ရတယ်။ဥစဉ်တော့နေတဲ့ဒါနလုပ်နေသေးလား။ဥစဉ်ကပြောလို့ဥစဉ်ကပတ်စံမကုန်းတဲ့ဒါနလောက်တာဟုတ်လားဖခင်အနေနဲ့ရေလူးနေတယ်တင်းကြီးလူးနေတယ် ဥစဉ်တော့ဒါနလုတ်တတ်တာကောင်းတဲ့ဒါနဖြစ်အောင်လုတ်တတ်တာပြီးတော့အခုတချို့ကပြောနေတယ်ဖုန်းကြီးတွေကဒါနမလုတ်ဘူးဒါနမလုတ်ဘူးဟုတ်လားဖုန်းကြီးတွေလည်း तू 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 အထာနဲ့ तू လုတ်နေကြတာအခုဒီနိုင်ငံတော့သင်္ကန်းကသူများလှူစားမကြည့်လို့ဗမာပြည်မှာဆိုဥစဉ်တော့အများရန်သင်္ကန်းတို့ဘာရှိတာအခုလှူနာပဲအာဒီကြောင်းလဲဆိုရင်ဆိုတော့ဥဒုမီတထောင်ထည့်တယ်ဒီဆရာတော်လည်းထည့်ထားတယ်ဒါဒါနပဲလှူတာပဲ ဲ့ဒီလိုကိုကိုအတိုင်းတန်တဲ့ကိုပြုနေကြအောင်ဦးဇနုကဒါနကိုဘယ်လိုပြုရလဲဆိုသိတော့တကယ်တကယ်ကောင်းတဲ့ဒါနပြုအောင်လုပ်လို့ရတယ်နောက်ဆုံးနေကွန်းချုပ်တင်တဲ့ကတော့ကိုဒါနနဲ့ကြီးဂျင်းနတ်မနေကြနဲ့လို့ဒါလေးတခါဟောချင်တယ်ဒါကိုကဟောတာမဟုတ်ဘူးရှင်ပိစိကဗုဒ္ဓရာဟောတာဖယားကဟောတာနောက်မှတယ်တဲ့ဒါနဟာဖြည့်လျာပေါ်မှာမင်းတို့ချမ်းချမ်းသာသာနေရမယ်ပေါ်မြမယ်ဗာမင်းညာမယ်ပေါ့လေဒါလေးကောင်းပါလေ ဒါမှမဟုတ်ဒါနတဲ့တာရာကတော့ဗာလဲဆိုရင်တမထဝိပဒနာပဲတဲ့အဲတမထဝိပဒနာဆိုသီလရှိမှဖြစ်တာဆိုသီလမှာပါတော့ပေါ့ဒါကြောင့်မို့ဒါနပြီးုံနဲ့တော့ကျင့်နတ်မနေစမ်းနဲ့ဘာတော့အာဒုကွာအကြောင်းသွားပဲလူနာနာပဲတို့တာဝန်ကြီးပါပြီအကြောင်းအပေါ်မှာတာဝန်ကြီးကတော့ဟုတ်တယ်ကိုကျူးရှိအောင်လုပ်ဖို့ကြတော့လိုသေးတယ်လိုသေးတယ်သီလလည်းစောက်တည်ရမယ်တမထဝိပဒနာကိုလည်းပွားများပြောင်းပွားများရအောင် ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ဆုံးပန်းတရားပါလဲဘုရားရှင်ကလွတ်မြောက်ဖို့မဟုတ်လားနိဗ္ဗာန်ပဲဖို့ကိုမျက်မှောက်ပြုဖို့မဟုတ်လားအဲ့ဒီတန်သွားနောက်မှကြီးမှလုတ်မယ်လို့ဟုတ်လားနောက်နောက်ဘုရားတွေတဘွားတွေမှာအေးအေးဆေးဆေးနဲ့မှတို့ဒီနိဗ္ဗာန်ရှိမှလို့မလုတ်နဲ့ဒါနနဲ့နေကျင့်တတ်မနေပါနဲ့တိလာလဲဆောက်တီတမထဝိပဿနာဘာဝနာကိုလည်းစီပြညာတမထဝိပဿနာကိုပြောလို့တော့တိတ်ကြီးကြီးပြီးတော့ကြောက်သွားလိမ့်မယ်မင်းနဲ့နေရန်ဖျားရှင်မခိုးဘူးလား ခိုးတယ်လို့ပြောရမှာမခိုးရင်အပြည့်ရှိတယ်နော်ဖះအာယုံပြုတ်တယ်နော်စစ်ခိုးတယ်ဆိုဟုတ်တယ်မလားအဲ့ဒါဘာလို့တာလဲပရိယောစိတ်လားပရိစိတ်တယ်ဆိုတမထတမထကမ္မထဆိုဖះအာယုံပြုတ်လို့ပရိစိတ်နဲ့ဒါတမထကမ္မထတော်ရတော့ထိုင်မှာတမထကမ္မထမဟုတ်ဘူးအိမ်နဲ့တမထကမ္မထထိုင်လို့ရတာဗုဒ္ဓနုဒ္ဓတိတဲ့ဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိစသည်အများကြီးရှိအဲ့တော့အနည်းဆုံးဒီဣတိပိတော်လေးတော့ရတဲ့လူများပါတယ်ဟုတ်လားဖះအာယုံပြုတ်တတ်တယ်ဖះရှိခိုးတယ်တပ်ဘာဝနာတွေပဲတမထကမ္မထနဲ့ မေတ္တာလည်းဒါပို့တာများပါလိမ့်မယ်နော်မေတ္တာပို့တယ်မေတ္တာပို့တယ်ဆိုတော့လေသမထကံမထမ်းပို့ပြီးတော့လေးလေးနဲ့ဖြစ်အောင်ကျင့်ဒီတက်ဒီတွေ့ပြီးတော့တကဝိပဿနာကံမထမ်းလာအထောက်အော်ဘာကြောင့်နော်သမထကစိတ်ညင်အောင်လုပ်ပေးနိုင်မယ်စိတ်တကူရအောင်လုပ်ပေးနိုင်မယ်နော်ဇန်လို့ဘာလို့ဘယ်ညင်လို့ဒီထောင်ပို့ပေးနိုင်မယ်ဒါပေမဲ့လို့ခုနပြောတဲ့ဝိမထွံ့မြောက်ကြောင့်ကိလေသာပယ်ဖို့ကြတော့ဝိပဿနာကမတတ်နိုင်ဒါကြောင့်မို့ဝိပဿနာကံမထမ်းလဲအထောက်ကြဒါဝိပဿနာကံမထမ်းဆိုတော့လည်းပြောတော့တာ ကြီးကျင်တာပါတကယ်ထိုင်ခဏကတော့ instruction အနေနဲ့ကတော့လွယ်လေးပါအဲ့ရတကယ်ထိုင်တာကတော့ခက်တာပါဟုတ်တယ်မလားကိုယ်စိတ်ကိုထိန်းရတာကိုခုနပြောလို့စိတ်ကလေးကိုဒီဒီအာယုံပေါ်ရင်ဖြစ်တီးနေအောင်ဆိုတာကတော့တော်တော်လေးကျင်ယူရတာပေါ့ဒါနနဲ့လည်းကျင်နာမနေကြပါနဲ့အထူးသဖြင့်အခုအခုဒီနိုင်ငံရောက်လာတဲ့ကာလမှာနေဒါပြောရင်သီလဘာဝနာပါအားထုတ်ပါရှင်းရှင်းပြောရရင်သာသနာတော်နဲ့တွေ့ရကြွနဲ့အောင်ကြင်ကြံကြပါသာသနာတော်နဲ့တခါတွေ့ဖို့စာအမြိုက်ခင်း ဘဝအရာအထောက်ကျင်လဲသာသနာနဲ့တခါတူအများကြီးခဲရင်လေးတင်ချင်တဲ့ကဘာတသိအတင်းချင်မှာ140 zeros အဲ့ဒါမျိုး၄ခုဟုတ်လားလေးတင်ချင်ဆိုကဘာတသိတကဘာတကဘာဘယ်လောက်ကြာလဲမပြောနိုင်ဆယ်မိုင်လောက်ရှိတဲ့ကြောက်တုံးကြီးဆယ်မိုင်ပတ်လေလောက်ရှိတဲ့ကြောက်တုံးကြီးကိုလည်းအနှစ်တရာမှတခါသွားပြီးတော့ဂျပန်ပေါ်ပါပါလေးနဲ့သွားပုတ်တယ် ဲ့လိုသူ့လိုကြာတော့အဲ့ကြောက်တုံးကြီးကုန်သွားလိမ့်မယ်အဲ့တကဘာမကုန်ပြီဘူးအဲ့လောက်ကြာအဲ့လိုကဘာပေါင်း၄သိချင်းနဲ့တသိန်းဘယ်လောက်ကြာမလဲမှန်းနေပြောနေအဲ့ဒီမှာဘုရားဘယ်နှစုပဲပွင့်လဲ24စုဘုရား24စုပဲပွင့်ဘုရားတစုတစုပွင့်တော့ကျုံမဘလောက်ခင်းရင်ဒါတော့မှအဲ့ဒီဘုရားပွင့်နေချင်းကိုကလူဖြစ်နေအောင်မှာအဲ့ဒီဘုရားပွင့်နေနေရာကိုကလူလူဖြစ်အောင်မှာဘုရားအိန္ဒိယပွင့်နေအမေရိကန်လာလူဖြစ်နေအဲ့ ွားမှာနော်ဖယားပွင့်တဲ့ချိန်ကိုကတရိษံဖြစ်နေငရဲကြံတွေ့ရတွေ့ရကြမလားအေးအခုအလွန်ကံကောင်းတဲ့အတွက်ကြောင့်မို့ဖယားနဲ့တွေ့တာဖယားသာသနာရှိသေးတဲ့အတွက်ကြောင့်မို့ဖယားနဲ့တွေ့ရတယ်လို့ပဲဆိုရတယ်ဖယားတရားတွေရှိတဲ့ကူမှစာအုပ်တွေကျမ်းစာတွေရှိတယ်နော်ဖယားတရားဟောမယ့်ဘုန်းကြီးတွေရှိတယ်အဲ့လိုတွေ့ရတဲ့အခါမှာတွေ့ရကျွတ်အောင်ကြိုးစားကြပါပို့ပို့ဆာဆာမနေချမ်းနေဒီခွင့်ရင်းမျိုးနောက်တစ်ဘဝကြရဖို့မပြောနိုင်ဘူးရကြမှာရမှာဒါတော့ကောင်းတဲ့ခွင့်ရင်း ဒါနနဲ့တကျင့်တတ်မနေကြပါနဲ့တီလကိုလည်းပဲတက်နှင်သမျှဆောင်ထင်းကြပါတမထဝိပဿနာဆိုတဲ့ဘာဝနာကိုလည်းပဲတက်နှင်သမျှကျူးစာပွားများအားထုတ်ကြပါလို့